လူငယ်တွေတွင်ကိုစံချိန်ရှာနေကြတော့ရော်နယ်ဒိုကအနီးကပ်ယူပြီးပွဲရှာနေတယ်။အလုံးမမင်လာပါ။ OK Sport ကနေပြန်လဲကြိုဆိုလိုက်ပါရယ်။အခုရပိုင်းခရစ္စတီယာနိုရော်နယ်ဒိုလို့ပြောလိုက်ရင်ကောင်းတဲ့ထက်ဆိုးဘက်ကိုပဲပိုရောက်တဲ့အကြောင်းအရာတွေပိုများနေပါရယ်။ရော်နယ်ဒိုက PS Morgan နဲ့အတူအငင်းပွားစရာအင်တာဗျူးတစ်ခုပြုလုပ်ခဲ့ပြီးတဲ့နောက်မှာပဲ2016ကဘာဖလားကသူ့ရဲ့နောက်ဆုံးဘာဖလားဆိုတာကြေညာခဲ့ပါရယ်။ဒီလိုနောက်ဆုံးပါဝင်စားရမယ့်ပြိုင်ပွဲကြီးမှာရော်နယ်ဒိုကမမေ့နိုင်လောက်စရာစံချိန်ကောင်းတွေတင်ရမယ်စာပွဲတွေရှာနေအနီးကပ်ပါယူသွားခဲ့တာကြောင့်သမိုင်းတစ်ခွက်ကလည်းအကြီးတန်းခဲ့ရပါရယ်။ ဒီတစ်ပတ်နိုင်ငံကပတ်ရက်ဟာကမ္ဘာဖလားခြေစစ်ပွဲဥရောပဆုံးနေအတွက်နောက်ဆုံးပွဲနှစ်ပွဲကိုရှင်ပြန်ကစားနေကြပါတယ်။ဒါကြောင့်လည်းအတင်းတိုင်းကခြေစစ်ပွဲအောင်မြင်ရေးကိုတုထန်ကအလို့ရဲ့ကြိုးစားနေကြပါတယ်။ဒီထဲမှာလက်ရှိကမ္ဘာကောင်းဆုံးတိုက်စစ်မှုတွေဖြစ်ကြတဲ့ Kylian Mbappé နဲ့ Erling Haaland တို့ကလည်းပါဝင်နေကြပြီးဂိုးတွေပြိုင်သွင်းနေကြပါတယ်။ Mbappé ရဲ့ပြင်နေဟာဒီတစ်ပတ်မှာ Ukraine ကို4-0နဲ့ပြတ်သက်နိုင်ရရှိခဲ့ပြီးခြေစစ်ပွဲအောင်မြင်သွားခဲ့ပါပြီ။ပြင်နေထွက်သွင်းဂိုးတွေကို Mbappé နဲ့တူ Michael Olisey နဲ့ Hugo Ekitike တို့ကသွင်းယူပေးခဲ့ကြပါတယ်။ Mbappé ကပြင်သစ်အတွက်55မိနစ်မှာ penalty ကနေအဖွင့်ကိုသွင်းယူပေးခဲ့တယ်လို့ 83မိနစ်မှာလည်းနောက်ထပ်တစ်ဂိုးထပ်ပြီးရရှိခဲ့ပါတယ်။ဒါ့အပြင်အကီတီကေအတွက်ပထမဆုံးနိုင်ငံတကာသွင်းကူးကိုလည်းအမ်ဘာဘီကပဲဖန်တီးပေးခဲ့ရင်လည်းပြင်းထန်ကိုအကောင်းဆုံးဦးဆောင်ပေးခဲ့ပါတယ်။အမ်ဘာဘီကဒီသွင်းကူးကြောင့်ကစားသမားဘဝသွင်းကူး400ဆိုတဲ့မှတ်တိုင်ကိုရောက်ရှိနိုင်ခဲ့ပါတယ်။ဒါ့အပြင်အသက်26နှစ်ပဲရှိသေးတဲ့အမ်ဘာဘီကဒီမှတ်တိုင်ကိုရောက်ရှိခဲ့တဲ့21ရာစုရဲ့အသက်ငယ်ဆုံးကစားသမားဖြစ်မက်ဆီနက်ရွန်ဒိုကိုကျော်တက်နိုင်ခဲ့ပါတယ်။အမ်ဘာဘီကဒီအာဒီနိုင်ငံအသင်းတွေရောကလပ်အသင်းတွေပါထူးရှယ်ခြေစွမ်းပြသနေပြီးပြိုင်ပွဲဆုံးပွဲပေါင်း20ကနေဂိုးပေါင်ပသက်မှု28ကြိမ်အထိပြုလုပ်ထားပြီးဖြစ်ပါတယ်။ MBB ရဲ့စံနှုန်းတွေကိုနောက်ကနေမှီလာရင်ဖိအားပေးနေသူကတော့ဂိုသွင်းဆက်ကြီးအားလင်းဟာလန်ပါဟာလန်ကဒီတစ်ပတ်နိုင်ငံတကာပိတ်ရက်မှာနော်ဝေးတို့အက်စတိုးနီးယားကို4-1နဲ့နိုင်ရရှိဖို့ရည်သွင်းကုန်းတစ်ခုနဲ့ပါဝင်အားဖြည့်ခဲ့ပါတယ်နော်ဝေးမှာမာတီအိုရီကမပါနိုင်ခဲ့ပေမဲ့ဟာလန်ကတော့တာဝန်ကျေခဲ့ပါတယ်အလက်ဇန္ဒားဆိုလတ်ရဲ့သွင်းကုန်းတစ်ခုအပြင်ဟာလန်ရဲ့သွင်းကုန်းတစ်ခုကနော်ဝေးကိုအနိုင်သေးချစေခဲ့ပြီး28နှစ်တွင်ကမ္ဘာဖလားနဲ့နီးစပ်ဆုံးနေရာအထိရောက်ရှိနိုင်ခဲ့ပါတယ်ဟာလန်ကအခုဆိုရင်ဒီအာဒီပြိုင်ပွဲဆုံးမှာသွင်းကုန်း30အထိသွင်းယူထားနိုင်တာကြောင့်လူမဟုတ်တဲ့စက်ရုပ်ကြီးဆိုတာမှန်ကန်နိုင်လောက်ပါတယ် ဟလာနော်ဝေးအတွက်49ပွဲတဲ့ကစားရမှာနိုင်ငံတကာသွင်းကုန်း53ကိုပြည့်သွားခဲ့ပြီးဒီစံချိန်ကိုအပါပင်နဲ့နှိုင်းရှင်ကြည့်မယ်ဆိုရင်ပွဲတစ်ပတ်လောက်ရောကစားရင်ဂိုးတွေသွင်းထားတယ်ဆိုတာကိုတွေ့ရပါတယ်ဒီအချိန်မှာကဘာဘလာကအိမ်မက်မဟုတ်ဘူးဆိုရင်ရော်နယ်ဒိုကတော့သူစကားသူတည်ရင်းနဲ့သွင်းကုန်းစံချိန်တွေကိုဂွေးမဆိုင်ခဲ့ပါဘူးရော်နယ်ဒိုပရူဂီယာဒီဘက်မှာအိုင်ယာလန်ကိုအဝေးကွင်းသွားရောက်ရှင်းမဲ့ကစားခဲ့ပြီးတူးစီးနဲ့ရှုံးနေလာခဲ့ပါတယ်ပထမပိုင်းကလေးကငကိုးပေးထားရတဲ့ပရူဂီယာဒုတိယပိုင်းမှာလည်းအခွင့်အရေးတွေကိုဇက်တိုက်ဖြုံးတီးနေကြတာကြောင့်ရော်နယ်ဒိုနဲ့ဒေါသပုံထလာခဲ့ပါတယ်မင်းနဲ့60တိုင်းမှာရွန်ဒိုရဲ့မစင်မကျင်တံတောင်ထွက်လာမှုကြောင့်အိုရှေးထိခိုက်မိသွားပါတယ် ဒါလူကြီးကလည်း VR ပြန်လည်ကြီးရှူပြီးရော်နယ်ဒိုကိုတိုက်ရိုက်နေကနေထုတ်ပယ်ပြစ်လိုက်ပါတယ်။ဒါရော်နယ်ဒိုကမလျှော်သေးပဲလှောင်ပြောင်နေတဲ့ပြိုင်ပွဲနဲ့ဆက်လက်ရန်ဖြစ်နေပါသေးတယ်။ရော်နယ်ဒိုတို့နိုင်ငံသားမှာပထမဆုံးနေခဲ့ဆိုပေမဲ့ဒီနေ့ကကသမိုင်းတစ်ခုလုံးကိုတက်ရောက်သွားခဲ့ပါတယ်။ရော်နယ်ဒိုကပွဲပဲ့ပြစ်တဲ့ကြားခံရတော့မှဖြစ်တဲ့အတွက်သူ့ရဲ့နောက်ဆုံးကွာဘလားခြေစစ်ပွဲကိုပေါ်တူဂီမှာအာမေးနီးယားနဲ့ရှင်ပြားရင်နှုတ်ဆက်ခွင့်မရတော့သလိုနောက်ဆုံးပွဲဖြစ်သွားတဲ့ပွဲကလည်းနေခဲ့နဲ့ရုပ်ပြက်ခဲ့ရပါတယ်။ကန်ဆိုရင်ပေါ်တူဂီနဲ့ကမ္ဘာပလောဖွင့်ပွဲကိုပါလွဲချော်နိုင်တဲ့ရော်နယ်ဒိုဟာသူစိုက်တာသူပြန်ရိတ်သိမ်းနေရပြီးပွဲရှာခြင်းရဲ့ကျိုးဆက်တွေကိုဆက်ခံရတော့မှလည်းဖြစ်ပါရင် ဟုတ်ကဲ့ပါခင်ဗျာဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်နေ့မှလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းအကြောင်းအရာတွေကိုတင်ဆက်ပေးမှာဖြစ်တဲ့အတွက် channel လေးကို like and follow လုပ်ပေးကြပါခင်ဗျာကြီးစုပေးကြတော့ကျေးဇူးတင်ပါတယ်ခင်ဗျာ